ရွှေလက္ခဏာဆိုတဲ့ရွာလေးတည်းကရှိပါတယ်။ဒီရွာလေးကတာယာစိမ့်ဆိုပြီးရွာသားတွေလည်းပျော်ပျော်ရွှင်ရွှင်ရှိကြပေမဲ့နှစ်စဉ်လိုလို ရောက်လာတဲ့ဟိုလီပွဲတော်နီးပြီဆိုရင်တော့ရွာသူရွာသားတွေဟာအကြောက်တရားနဲ့စိတ်ဖြစ်စည်းနေကြရပါတယ်။တနေ့မှာတော့ရွာသားတွေကဟိုလီပွဲအကြောင်းကိုဆွေးနွေးနေကြပါတယ်။အကိုတို့ရေဟိုလီပွဲကပြန်လာတော့မယ်။ဒီတစ်ခါဘယ်လိုလုပ်ကြမလဲ။ကျွန်တော်ကတော့ဆေးရောင်မုံပတ်ဖို့မစောင့်နိုင်တော့ဘူး။ ဒီတခါတော့ဘိန်းစီထက်ထားတဲ့မုံလုံးကြော်တွေစားပြီးပျော်ပျော်ပါပါစော့ကြတာပေါ့ဗျာအဲ့ဒီချိန်မှာပဲသူတို့နှစ်ယောက်ရဲ့စကားကိုတခြားရွာသားတစ်ယောက်ကဖြတ်ပြောလိုက်ပါတယ်မောင်ဆိုင်စကားတော့မှန်မမဲ့အရင်နှစ်ကသွေးစွန်းခဲ့တဲ့ဟိုလီပွဲကိုမေ့နေပြီလားအဲ့ဒီတခါကတရဲမရဲ့သွေးစွန်းနေတဲ့မျက်နှာကိုမြင်ပြီးကျွန်တော်ဆိုဆယ်ရက်တောင်အိတ်လို့မပြောဘူးအဲ့ဒီတရဲမကလူ15ရက်တောင်တက်ခဲ့တာနော်ကိုလှရဲ့စကားကြောင့်ရွာသားများတိတ်ဆိတ်သွားပြီးကြောက်ရွံ့သွားကြပါတယ် ဟဲ့ကိုလှရဲ့မပြောပါနဲ့တော့ရှင် ကျမရောက်ကြတော့အဲ့ဒီလေကကြောက်နေတာအိမ်သာသွားရင်တော့ကျမကိုအပြေမှာဆောင်းလိုက်ပြီးမှသွားရဲတယ်အမအပြေကနေလေချုံမင်းနေတယ်လားမသိဘူးနော်ရွာသားများအဲ့ဒီစကားကိုကြားလိုက်ရတော့အကုန်လုံးရီမောကုန်ကြပါတယ်သူတို့အော်ရီနေတော့မှာပဲရွာသကြီးရောက်လာပြီးပြောလိုက်ပါတယ်တိတ်ဆန်းအများရန်သွားဖြီးပြီးရီမောနေဖို့ပဲတည်တာလားပြဿနာကိုနားလည်ကြစမ်းပါ အဲ့ဒီဘလူးမပြောသွားတဲ့စကားကိုရောမမှန်မိကြတော့ဘူးလားဦးမြဲကျွန်တော်အဲ့ဒီတုန်းကမရှိဘူးခမ तू ဘာပြောသွားတာလဲပြောပြပါဦး तू ကဟိုတခါဟောလီဝဲမလုံးနဲ့တဲ့လုံးမယ်ဆိုရင်ပြန်လာပြီးအရင်ကထက်ပိုကျန်းပြမယ်တဲ့ကွာဘလူးမတို့တရဲမတို့ဆိုတာကိုကျွန်တော်တို့ကကြောက်နေရမှာလားကျွန်တော်ကတော့စွန့်ပါပဲဗျာဟောလီပွဲကိုဘယ်တရဲမလာမလဲဆိုတာစောင့်ကြည့်တာပေါ့အဲ့ဒီလိုပြောပြီးမောင်းဆိုင်ကထွက်သွားပါတယ် ဒီလိုနဲ့နေရက်တွေကုံဆုံးလာပြီးဟိုလီဝဲနေ့ကိုရောက်လာခဲ့ပါတယ်။မောင်ဆိုင်ရဲ့တိုက်တွန်းမှုကြောင့်ရွာသားတွေဟာထင်းတွေစုပြီးညဘက်မှာအမီးပုံလုပ်ပြီးဟိုလီဝဲကိုစတင်ကျင်းပလိုက်ကြပါတယ်။ရွာသားတို့မြင်လားဒီနေ့ဟိုလီမီးပုံတော်ရှို့ပြီးပြီ။ဘယ်တည်းရဲ့မှမမလာပါဘူး။ခမည်းတော်ကစိုးရင်လွန်နေကြတာပါ။ရွာသားများပျော်ရှင်နေကြတော့ရွာအပြင်ဘက်နားကိုဘလူးမရောက်လာပါတယ်။ဒီရွာသားတွေအရန်အတင့်ရဲနေကြပြီ ငါတားထားတာကိုမနာခံပဲဟိုလီမီးပုံရှို့နေကြတယ်။ဒီနေ့တော့ငါအနေနဲ့ရွာသားတွေကိုအရှင်မထားဘူး။အဲဒီနောက်မှာကိုလာနဲ့ကိုမင်းတို့ကအိမ်ပြန်ဖို့ထွက်လာကြပါတယ်။ဘလူးမကလည်းသူတို့နောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့ပါတယ်။ဟာကိုလာခဏလေးနေပါဦးကျွန်တော်သေးပေါက်ချင်လို့ခဏလေးတစ်ပင်နားကိုသွားပြီးကိစ္စရှင်းလိုက်အောင်မယ်။တစ်ပင်နားကိုရောက်သွားတာနဲ့တရဲမကပေါ်လာပြီးကိုမင်းရဲ့လက်ဘင်းကိုဆက်ကင်လိုက်ပြီးလေဘော်ကိုတက်သွားပါတယ်။ဘလူးမရဲ့ ကျွန်တော်လှုပ်ပေးပါဦး။အနည်းဆုံးတော့သေးလေးပါလေးပြီးအောင်ပေါက်ပြစေဦး။ငါနဲ့လိုက်ခဲ့။နေ့ရက်အပေါ့အလေးကိစ္စအားလုံးကိုငါဖြေရှင်းမိမယ်။ဟိုဒီဘွဲမလုပ်ဖို့ငါပြောထားတယ်နော်။ကိုလိုက်ကဲပါဦး။ဒီဘလူးမကကျွန်တော်ခေါ်သွားနေပြီ။ဘလို့ကဲရမှာလဲဗျ။အရင်ဆုံးကျွန်တော်ပြေးမှဖြစ်မယ်။ပြေးကြဟေးကိုအသက်ကိုလွတ်အောင်ကဲကြ။ဘလူးမက ကိုမင်းကိုခေါ်ဆောင်ပြီးပြောက်ွယ်သွားခဲ့ပါတယ်။ ကိုလှကလည်းအရန်ကိုကြောက်ရက်နေခဲ့ပြီးမောပန်းကမီးမုံပွဲတော်ရှိရာကိုပြန်ရောက်လာခဲ့ပါတယ်။ဟာကိုလှမောတကြီးနဲ့ဘာဖြစ်တာလဲကွ။မင်းဘာအောင်ကြောက်နေတာလဲ။ဘလူးမပြန်လာပြီ။အားလုံးကိုတတ်ပြစ်လိုက်မယ်။တရားမှရှင်ထားမှာမဟုတ်ဘူး။ဘာပြောလိုက်တာလဲ။ဘယ်ကဘလူးမလဲကိုလှ။အဲ့ဒီအချိန်မှာရွာကြီးဦးမြတ်ကဝင်လာပြီးပြောလိုက်ပါတယ်။အခုဘာလဲဘသူလဲလုံမနေနဲ့။မောင်ဆိုင်ငါမင်းကိုပြောခဲ့တယ်နော်။ဟိုလီပွဲမလုံနဲ့လို့ အခုမင်းကြောင့်ပဲရွာတရွာလုံးဒုက္ခရောက်ကုန်ပြီ။စကားပြောနေတော့မှပဲဘလူးမရောက်လာပြီးကိုမင်းရဲ့ခေါင်းပြက်နေတဲ့အလောင်းကိုရွာသားတွေရဲ့ရှေ့ကိုဖြစ်ချလိုက်ပါလေ။ရွာသားတို့မင်းတို့ရဲ့အမွေအနှစ်ကို ယူထားကြ။ငါစကားနားမထောင်ပဲဟိုလီပွဲလောက်ခဲ့ကြရယ်နော်။ငါနင်တို့အားလုံးကိုတတ်ပြစ်မယ်။ငါ့ကိုစောင့်နေကြ။ဘလူးမကအဲ့လိုပြောပြီးပျောက်ွယ်သွားခဲ့ပါလေ။ရွာသားတွေအားလုံးလည်းကြောက်လန့်ပြီးကိုယ့်အိမ်ကိုပြန်ပုန်းနေကြပါတယ်။ကိုကျော် ကိုလကျွန်တော်မှားတယ်လို့ခမရတို့ထင်နေတာလားမောင်ဆိုင်ဘာတွေပြောနေတာလဲဗျာခမရဘာမှမမှားဘူးကျွန်တော်တို့ရွာသားတွေကပဲဒီဘလူးမကိုကြောက်လန့်နေကြတာဟုတ်တယ်ဘလူးမကကျွန်တော်တို့ရဲ့ချစ်တငယ်ချင်းကိုမင်းကိုစားသွားပြီဒီကောင်မကိုကျွန်တော်တို့ခေါင်းရိုက်ခွဲနေတယ်ခမရလည်းစိတ်မကောင်းမဖြစ်ပါနဲ့ဒီဘလူးမကဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုတတ်နေမှာပဲခမရတို့ရဲ့စကားကြောင့်ကျွန်တော်စိတ်တွေအများကြီးအင်အားတွေပြည့်သွားပြီ။ ဒါပေမဲ့ဒီဘလူးမောက်ကိုဒီတိုင်းတော့ခွင့်မလွတ်နိုင်ဘူးဒီနေရာကနေမောင်းထုံမှဖြစ်မယ်ခမည်းပြောတာတော့မှန်ပါတယ်ဗျာဒါပေမဲ့ तू ကဘလူးမောက်ကျွန်တော်တို့ကလူတွေလေ तू ကအရန်အစွမ်းထက်တယ်ကိုလာ ကျွန်တော်တို့လူတွေလားဘယ်သူမှအစွမ်းမထက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှာစဉ်းစားနိုင်တဲ့အုံနောက်ရှိလို့ပဲကဲနားထောင်ကြမောင်ဆိုင်ကသူတို့အစီအစဉ်ကိုတငယ်ချင်းနှစ်ယောက်ကိုပြောပြလိုက်ပါတယ် နောက်တနေ့သူပြောထားတဲ့အစီအစဉ်တိုင်း၃ယောက်သားရေစေးရောင်မုံများနဲ့ရေကျစ်စတိုတနတ်များယူပြီးအိမ်ပြေထွက်ကဟိုလီပွဲဆော့ကြပါတယ်။မောင်ဆိုင်ကျွန်တော်အယောင်လာဘူးလို့နေလေအရန်အယောင်ပြင်းနေနော်ဖျက်လို့ရမယ်တော့မထင်ဘူးခမရတို့ကလေကျွန်တော်ကဘယ်ကနောက်ကျကြံခဲ့ရမလဲဗျခမရတို့ဝယ်တဲ့ဆိုင်ကနေပဲကျွန်တော်လည်းဝယ်ထားတာခမရတို့ရဲ့မျက်နှာကိုလည်းကဝယ်ထားကြအောင်သူတို့၃ဦးစလုံးရဲ့မျက်နှာများကအယောင်အမျိုးမျိုးဖြင့်ဖုံးလွှမ်းသွားပါတယ် အဲ့ဒီချိန်မှာပဲသူတို့စော့နေတဲ့နားကိုဘလူးမရောက်ရှိလာခဲ့ပါတယ်။မင်းတို့၃ယောက်စလုံးပြက်လုံးထုတ်နေကြတာငါစကားနားမထောင်ဘူးလား။ဟိုလီစော့ကျင်နေပေါ့။လာလာလာငါနဲ့အတူတူစော့ကြမယ်။ဘလူးမကဒေါသတကြီးနဲ့သူတို့စီကိုရှောက်လာနေတော့ဘလူးမခဏလေးရပ်ပါအောင်ဒါကကျွန်တော်တို့ရဲ့နောက်ဆုံးဟိုလီပွဲပါ။ဘာလို့လဲဆိုတော့ခမရကကျွန်တော်တို့ကိုတတ်တော်မှာလေ။ ဒါပေမဲ့တေကန်နီးသူရဲ့နောက်ဆုံးဆန္ဒကိုအမြဲတမ်းဖြည့်ဆည်းပေးကြတယ်။ခမားလည်းဖြည့်ဆည်းပေးမယ်လို့မျှော်လင့်ပါတယ်။အမေနေရစကားတော်တော်များတာပဲ။ကဲပြောပါအောင်နင်တို့ရဲ့နောက်ဆုံးဆန္ဒကဘာများလဲ။မုံလုံးကျော်စားခြင်းနဲ့စားဟောင်းတောက်ဖွဲအရန်ကြိုက်တဲ့သူတွေပဲနော်။ကဲဖြည့်ဆည်းပေးမယ်။သွားစားကြ။ငါနောက်ကနေလိုက်လာခဲ့မယ်။တို့တို့၃ယောက်စလုံးဘလူးမားနဲ့အတူမောင်စားရဲ့အိမ်ကိုသွားကြပြီးမုံလုံးကျော်တွေစားခဲ့ပါတယ်။ ဘလူးမကသူတို့စားနေတာကို ကြည့်ပြီးတရေကြလာပါတယ်။ဘလူးမဒီလိုကြည့်မနေပါနဲ့ခမည်းလည်းစားပါအောင်ဒီမှာမလုံးကြော် မဟုတ်ဘူးငါမစားဘူး။ငီးကြည့်ပါအောင်ကျွန်တော်အချစ်တွေအများကြီးနဲ့လှုပ်ထားတာဒီမလုံးကြော်စားပြီးရင်ခမည်းကကျွန်တော်တို့တတ်တော်မှာပဲလေ။မောင်ဆိုင်ကခဏခဏပြောပြီးနောက်မှာတော့ဘလူးမကမလုံးကြော်တွေကို အများကြီးစားလိုက်တယ်။သူမစားနေရင်လည်းခေါင်းနဲ့မူးလာပါတယ်။ဟဲ့ကောင်လေး မင်းတို့ဒီတဲ့ကိုဘာတွေထက်လိုက်တာလဲငါဘာလို့ခေါင်းမုန်းနေတာလဲတတိလစ်တော့မလို့ဖြစ်နေပြီဘလို့မှမတန်းဒါတွေကအရက်ပါတဲ့မုံလုံးကြော်တွေပါဒါမျိုးစားရင်ဘာဟုပလီတောင်ခေါင်းမုန်းသွားရင် အခုခမားလဲခေါင်းမုန်းနေတော့ငါမင်းတို့တော့ယောက်ကိုအစိမ့်လိုက်ဝါစပစ်မယ်အဲ့ဒီလိုပြောပြီးဘလို့မှကတတိလစ်သွားပါလေကိုလှနဲ့ကိုကျော်တို့ကသူမကိုအမြန်ကြိုးတုတ်ကြပြီးမောင်ဆိုင်ကဆီရတော်ဥတာတနာကိုသွားခေါ်ပါတယ်ဘလူးမ နင်းဒီရွာသားတွေကိုဘာလို့ဒုက္ခပေးနေရလဲသူတို့လွတ်ပေးလိုက်ပါဘာဖြစ်လို့သူတို့အသက်တွေကိုယူချင်နေရတာလဲဒီရောက်လာတဲ့လူတွေကိုငါမလွတ်ပေးဘူးဟိုလီပွဲနေ့မှာမူးယစ်ပြီးကားနဲ့တိုက်ရုံငါတိတ်ခဲ့ရတာအခုငါဒီရောက်လာတဲ့သူတွေကိုနှစ်တိုင်းဟိုလီပွဲမှာတတ်ပစ်မယ်နင်းအတွက်တော့အရန်ဆိုးခဲ့ရတာပေါ့ဘလူးမရဲ့ဒါပေမဲ့လူတယောက်လောက်ခဲ့တဲ့အဖြစ်ကို လူအလုံးကိုပေးလို့မရဘူးလေနင်းသူတို့ကိုစွန့်ခွာသွားရမယ်မဟုတ်ရင်နင့်ကိုငါမီးလောင်တိုက်သွင်းလိုက်မယ် ဘသူမှငါ့ကိုတတ်လို့မရဘူး။နင့်ကိုအရင်တတ်မယ်။ပြီးရင်ဒီရွာသားတွေကိုတတ်ပြစ်မယ်။ဘလူးမားကကျိုးမြန်းကိုဆွဲဖျက်ပြီးမောင်စောရဲ့လေဝင်းကိုဆွဲကင်ပြီးညှစ်ထားလိုက်တယ်။ဆရာတော်ညမြန်လောက်ပါတော့မဟုတ်ရင်ခမည်းမီးလောင်တိုက်သွင်းစရာမလိုပဲကျွန်တော်တငယ်ချင်းကိုဒီတရားမကမော်လုံးကျော်လှောက်စားတော့မယ်။ဘာမှမဖြစ်စေရဘူး။ဆရာတော်ကခါးကြမအယောင်မုံတစ်ထုပ်ကိုထုတ်လိုက်ပြီးဘလူးမားဘော်ကိုပတ်ဖြန်းလိုက်ပါတယ်။အယောင်မုံများကြောက်ရွံ့တာနဲ့ဘလူးမားရဲ့ခန္ဓာကိုယ်ကမီးလောင်လာပါတယ်။ အာမကောင်းလေကောင်နင်ငါ့ပေါ်ဘာတွေပတ်လိုက်တာလဲငါတို့သေပါပြီခဏအကြာမှာဘလူးမကမီးလောင်ကျွမ်းပြီးပျောက်ွယ်သွားပါတယ်မောင်ဆိုင်လည်းတရေမရဲ့လက်ထဲကနေလွတ်မြောက်သွားပါတယ်ဝါဆရာတော်ကအတော်ဆုံးပဲအယောင်မော်လေးတစ်ခုနဲ့ပဲဘလူးမကိုမောင်းထုတ်နိုင်ခဲ့တယ်အခုဆရာတော်လည်းဟိုရီဆော့ပါအောင်သူတို့သုံးဦးစလုံးဆရာတော်ကိုအယောင်များလိမ့်မိလိုက်ကြပါတယ်ဒီအယောင်မုံမှာရှင်တီဝဖျားပူဇော်ရတဲ့ပြရီရောထားတာ ဒါပေမဲ့နောက်ဆိုဟိုလီပွဲမှာမူရတာမျိုးမလုပ်ပါနဲ့ဒီပျော်ရွှင်စရာပွဲတော်ကိုကိုမိသားစုနဲ့ပဲပျော်ပျော်ရွှင်ရွှင်ကျင်းပကြပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်